ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအဲ့တော့ကရင်ပြည်နယ်မှာလည်းအေးဝင်းပုံစံမျိုးဖြစ်နေတယ်ကိုစစ်သားတွေမှာနေဆက်စခန်းတွေလည်းပြုတ်လို့ပြုတ်တာမှာစခန်းတွေအများကြီးပဲနော်ရေကောက်ပွဲကဖြစ်မှာလားရေကောက်ပွဲကဖြစ်မှာရေကောက်ပွဲကဖြစ်မှာဒါပေမဲ့သူတို့ပြောတယ်ဗျာနော်မြန်မာတိုင်းနိုင်ငံလုံးတိုက်တာနေနဲ့ပြိုင်နိုင်တဲ့ပါတီက သုံးပါတီလောက်ပဲရှိတယ်လို့ကျွန်တော်ကြားသိရပါဘောနော်အဲဂျန်နဲ့ပါတီတွေဖြစ်တဲ့အမ်ပါတီရဲ့ကိုးပါတီလောက်ရှိတယ်လို့ကြားသိရအဲ့တော့ပါတီပေါင်း40ကျော်လောက်မှတ်ပုံတင်တာပါလေနော်အဲ့တော့ပါတီကြီးရှိတယ်ပါတီလက်ရှိတယ်ပါတီငယ်ရှိတယ်အဲ့တော့ဒီရွေးကောက်ပွဲကအားလုံးကဝင်ရောက်ရှင်ပြန်ကြမှာဆိုအားလုံးဟာအချိန်တွေငွေတွေမျောလင်းချက်တွေနော်ပြည်သူကိုအလုပ်ကျွေးပြုမယ်နိုင်ငံကိုအလုပ်ကျွေးပြုမယ်ဆိုတော့ခံယူချက်တွေနဲ့ အာတို့ဝင်ကြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဘယ်ပါတီကိုမဲထည့်ပါဘယ်သူကိုမဲထည့်ပါလို့တော့ကျွန်တော်အနေနဲ့တော့မပြောလို့မပြောလည်းမပြောချင်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အားလုံးဟာကံကောင်းစေခြင်းနဲ့အားလုံးအားလုံးပါတီတိုင်းအောင်နိုင်ငံအတွက်အလုပ်လုပ်ကြမှာပဲလေနော်။အဲ့ဒီအတွက်ကြောင့်မို့လို့ဘယ်သူကိုမဲထည့်ပါဘယ်သူကိုအတွက်ဆိုတဲ့ဘယ်ပါတီဘယ်ပါတီတွေလို့ကျွန်တော်မပြောချင်ပါဘူး။အားလုံးကိုအတွက်မဲထည့်မယ်ဆိုရင်တော့တခုတော့အကြံပေးမယ်။အကြံပေးမယ်ပါလို့ဆိုတော့မိမိအတွက်ယဉ်ကျေးပါ ်မိမိအတွက်လည်းကောင်းအောင်မယ်မိမိမျိုးရအတွက်လည်းကောင်းအောင်မယ်မိမိနိုင်ငံအတွက်လည်းကောင်းအောင်မယ်အရင်ဆုံးမိမိအတွက်အရင်ကြည့်ရမယ်နော်မိမိရဲ့ခံယူချက်မိမိရဲ့စိတ်ဆန္ဒနဲ့ကိုက်ညီသောမိမိရဲ့အကျိုးစီးပွားကိုရက်တီပေးမဲ့ပါတီတော်၎င်းကိုယ်စားလှယ်တော်၎င်းအဲ့ဒီပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီပါတီရဲ့အနောက်ကနေရက်တီပါအဲ့ဒီပါတီကိုရက်တီပေးမဲ့ထဲပါနော်အဲ့တော့ကျွန်တော်ဆက်လာပြောသလိုမိမိအတွက်နံပါတ်1ကမိမိအတွက်နံပါတ်2ကမိမိရဲ့မြို့ရွာအတွက် နံပါတ်3ကမိမိနိုင်ငံအတွက်ဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်ရှင်မိမိနိုင်ငံအတွက်မိမိမျိုးရအတွက်မိမိအတွက်ဒီ3ခုလုံးဟာအရှိအနောက်ဒီ3ခုလုံးဟာအစီအစဉ်ချပြီးတော့ကိုယ့်ကိုယ်ကိုစဉ်းစားပါလို့ကျွန်တော်အဲဒါမျိုးနည်းနဲ့မဲထည့်စေချင်တယ်နော်အဲ့တော့ခုလက်ရှိပေါ့တနိုင်ငံလုံးတိုင်းတာအနေနဲ့မဲအများစုရနိုင်တာပြီးခိုင်ဖြိုးရယ် PPP ရယ်တဆညရယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့တော့နိုင်ငံရေးပါတီကအဲ့ဒီပါတီတွေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာတော့ စစ်တပ်နဲ့ပူးပေါင်းပြီးတော့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရမယ်ဆိုတဲ့အမြင်တော့ရှိတယ်။ဒါ ਉਹ ကျွန်တော်လက်ခံပါတယ်။ဒါမဲ့စစ်တပ်နဲ့ပူးပေါင်းရမယ်ပေါ့နော်။စစ်တပ်နဲ့လက်တွဲပြီးဆိုတဲ့နေရာဘလို့လက်တွဲမှာလဲ။လင်မယားလို့လက်တွဲမှာလား၊ကျွန်လို့လက်တွဲမှာလား။အဲဒါရှိသေးတာပေါ့နော်။အဲ့တော့ဟိုဘာနဲ့လာတဲ့တပြက်ဆိုတော့လုံးဝတိုက်ခံပါတီတောင်မရှိဘဲနဲ့ ဟိုဘာနိုင်ငံရေးပါတီနဲ့စစ်တပ်နဲ့ဟာပလင်းတူဘူးဆိုအလုပ်လုပ်နေလို့ရှိရင်လည်းဒီနိုင်ငံဒီနိုင်ငံရေးဟာဘာမှဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့အတိုက်ခံဆိုတာနိုင်ငံရေးမှာရှိလို့ရှိရတယ်မတူ क्वे ပြခြားနာမှုက diversity is a democratic greatest strength လို့ပြောလို့ရတယ်နော်အဲ့တော့မတူ क्वे ပြခြားနာမှုတွေအားလုံးကိုလက်ခံရမယ်အဲ့တော့အတိုက်ခံပါတီအနေနဲ့လည်းရှိတဲ့နော်တိုက်ခံမှုဆိုတာဘယ်လိုခေါ်မလဲဆိုတော့အလုပ်တစ်ခုကို ဒီစစ်တပ်နဲ့ပဲဖြစ်ဖြစ်ဒီနိုင်ငံရေးပါတီတွေအားလုံးကြားထဲမှာတိုက်ခံမှုနဲ့နော်ဝေဖန်မှုတွေပိုင်းခြားမှုတွေနော်ဒါမျိုးတွေရှိရမယ်အဲ့လိုမဟုတ်ဘဲနဲ့ပလင်းတူဘူးဆိုစစ်တပ်နဲ့လက်တွဲပြီးတော့နိုင်ငံရေးပြဿနာတွေကိုလက်တွဲတာလင်မယားလို့လက်တွဲနေမှာတော့သူတို့ပလင်းတူဘူးဆိုဘာထူးမှာလဲလဲဟုတ်လားအဲ့တော့ကြောင့်မို့လို့မြန်မာနိုင်ငံရေးမှာကြည်နိုင်ငံရေးပါတီတွေမှာပေါ့နော်အဲ့လိုလိုဆယ်ပေါ့တိုက်ခံပါတီတွေအခုဒီအနေနဲ့ အဲကျွန်တော်ကျန်တဲ့အချိန်မှာဘာတွေလုပ်ခဲ့တယ်ဘာတွေလုပ်ပြီးတော့ကျွန်တော်မသိချင်ဘူးသို့ပါတော့လည်းလက်ရှိအချိန်မှာအတိုက်ခံဖြစ်နေနော်အတိုက်ခံကောင်းပုံစံမျိုးနဲ့ရပ်တည်နိုင်မဲ့ပါတီကတော့နော်အဲကျွန်တော်ကြည့်တာဥပဒေကြီးပါတီလည်းမဆိုးပါဘူးဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရေးသမားတွေတို့များကျွန်တော်လေ့လာကြည့်တယ်လေ့လာကြည့်တဲ့အခါမှာဒေါက်တာအေးမောင်ကိုအဲကျွန်တော်အလုံးနဲ့တတ်ပါတယ်အဲဒီပေါ့နော်ဟိုကျွန်တော်တို့သူလည်းရခိုင်လူမျိုးပါပဲဒါပေမဲ့ သူ့ရဲ့နိုင်ငံရေးအယူဆရဲ့နော်ဟိုဦးသိန်းစိန်လက်ထက်သူထောင်းစယ်ရွေးကောက်ပွဲကလေးကသူ့ရဲ့ပြောဆိုမှုတွေစပြီးတော့ကျွန်တော်သိသက်ခဲ့တာရှိတယ်ဦးဒေါက်တာအေးမောင်အဲဒေါက်တာအေးမောင်ဒီသူမြန်မာနိုင်ငံမှာနိုင်ငံရေးကို professional ကြကြဆောင်ရွက်တတ်တဲ့နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ကတော့ဥက္ကဝကြီးကိုကျွန်တော်မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးအဖြစ် professional ကြပါတယ်နော်နိုင်ငံရေးအယူဆအဖြစ်သိကောင်းပါတယ်နောက်တစ်ခုကစစ်တပ်ကိုလည်းစစ်တပ်နဲ့ဒီနိုင်ငံရေးကိုလည်းထိန်းချောင်းသွားနိုင်မဲ့ပုံကိုတရားလို့ကျွန်တော်မြင်တယ်ပေါ့နော် အဲဒါကတော့ကျွန်တော်ရဲ့ကျွန်တော်မေးဘယ်သူမဲထဲမလဲဟောလားဘယ်သူအပေးထောက်ခံလဲဆိုလို့ရှိရင်တော့ဒီပုံကိုကြီးတွေကိုကျွန်တော်မြင်ပါတယ်ဗောနော်အဲ့တော့စစ်တပ်နဲ့လက်တွဲဆောင်ရွက်မယ်ဆိုတဲ့နေရာမှာလင်မယားလို့ကျွန်လို့လက်တွဲရမယ်အစားလုံးဝလုပ်ရမှာမဟုတ်ဘူးစစ်တပ်နဲ့လက်တွဲနေရာမှာနိုင်ငံအခက်အခဲတွေအားလုံးကိုကြိုးချင်းကပ်ပြီးတော့နော်သူအခက်အခဲကိုအခက်အခဲတွေကိုပေးချဝေဖန်ပိုင်းချပြီးတော့စီမံဆောင်ရွက်မှုတွေကိုပဲကျွန်တော်တို့လုပ်ကြည့်ပါလေအဲ့တော့ဒါကျွန်တော်အနေနဲ့ ဒါအကြံပေးတာပါနိုင်ငံရေးအပြင်နော် PPP နဲ့ဒေါက်တာအေးမောင်ကိုကြိုက်တယ်ကောင်းပါပြီဗျကိုစောဘောင်းကိစ္စကျွန်တော်မသိပါဘူးနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဆက်သမရတာကအခုမှမဟုတ်လေဟိုမပြောက်ခင်နေရတယ်ခင်ဗျားပျောက်ပါပြီဆိုတဲ့အချိန်နဲ့မတိုင်ခင်နေရကျွန်တော်မသိတာပါနော်နဲဆွဲနေတာနော်နော်ကျွန်တော်မှမဲဆွဲရလို့ထုံးကျွန်တော်စရင်းဆုံးပြောခဲ့တယ်နော်နိုင်ငံရေးမှာကြိုက်တဲ့ပါတီကိုမဲထည့်ပါနော် အားလုံးဟာနိုင်ငံတကာကောင်းဖို့လုပ်နေကြမှာဒါပေမဲ့ကျွန်တော်ရဲ့တတိပုဂ္ဂလအနေနဲ့ကတော့ဟိုစစ်တပ်နဲ့လက်တွဲပူးပေါင်းဆောင်ရွက်မှုဆိုတာဘယ်လိုပူးပေါင်းဆောင်ရွက်တာလဲအဲ့တော့တကယ်တကယ်ပေါ့ဟိုဘယ်လိုခေါ်မလဲ checks and balance ကြီးရမယ်နော်ပလင်းတူဘူးဆိုဖြစ်နေလို့မရဘူးအဲ့ဒါတော့ရေးကြည့်တယ်ပေါ့နော်တောင်းတာအေးမောင်ကိုဟိုအစရတဲ့ကပူချိုက်စိုက်ပါလေကျွန်တော်လည်းနှစ်သက်ပါလေအဓိကကျွန်တော်ကနိုင်ငံရေးအတွေးခေါ်ပေါ့ နိုင်ငံရေးတွေးခေါ်အပြောဆိုတဲ့အယူအဆပေါ့နော်အဲအားလေးတွေကျွန်တော်တို့ကအဲဒီကထားတာပါကမောင်းနဲ့ကျွန်တော်မနေ့ကမြင်လာတယ်အားလုံးမြင်ပါတယ်နော်စာရေးပါကျွန်တော်စီစာရေးပါနော်အဲ့တော့ဒီရွေးကောက်ပွဲကအားလုံးကသွေးနဲ့ချွေးနဲ့နော်ဆွေးနဲ့ပြိုင်ကြမှာပါတီတိုင်းပါတီတိုင်းအားလုံးကကိုစီကိုမြတ် chance ရတဲ့နော် chance ရတဲ့နအားလုံးခွင့်ရရှိတဲ့နအကြောင်းမို့လို့ကျွန်တော်ပြောတိုင်းလည်းမယုံနဲ့ကျွန်တော်ပြောတာကစတော့ပြောသလိုမိမိအတွက်မိမိမျိုးရွာအတွက်မိမိနိုင်ငံအတွက်မိမိအတွက်ရှင်းန်းတင်လဲရတယ်ဘာမှမဖြစ်ဘူးမိမိမျိုးရွာအတွက်ရှင်းန်းတင်လဲရတယ်မိမိနိုင်ငံအတွက်ဒီသုံးခုလုံးပေါ်မှာအခြေခံပြီးတော့မိမိအတွက်လည်းမပါမဖြစ်နော်အဲ့ဒါတော့ခင်ဗျားတို့မှတ်ထားအနိုင်ငံကြီးအတွက်ဆိုပြီးတော့မိမိအတွက်လည်းမပါမဖြစ်နော် မိမိမျိုးရအတွက်လည်းမပါဖြစ်မိမိနိုင်ငံတိုင်းပြည်အတွက်လည်းမပါမဖြစ်ဒီသုံးခုလုံးအတွက်စဉ်းစားပြီးတော့မေးထဲပါအဲ့တော့ဘယ်သူဘယ်ပုံကူကိုမစိုးနော်အလုံးအတန်းလူအခွင့်အရေးရတဲ့နယ်ပါတီငယ်ငယ်ကြီးကြီးနော်အဲ့တော့အမေကျွန်တော်တတိပုဂ္ဂလအနေနဲ့စစ်တပ်နဲ့စစ်တပ်ကြီးပဲလွှတ်ထားလို့မရအောင်ကျွန်တော်နိုင်ငံဘာကြောင့်မြင်းနဲ့တိုင်းပဲစစ်တပ်နဲ့လွှတ်ထားပြီးလွှတ်ထားပြီးလာရင်စစ်တပ်ကကြိုးကြောင်လို့ခင်ဗျာများဟိုတနေ့ကပါလဲမိတိလာမှာပြည်သူစစ်ကိုနော် နိုင်ကျင့်ပြီးတော့ပြောဆိုနေတဲ့ဟိုဘုံမူးလိုမျိုးအဲ့လိုအဲ့လိုပုံကူမျိုးတွေစစ်တပ်မှာတပုံရှိတယ်။အဒီလိုကကြိုးကြောင်ကောင်တွေကိုထိမှုအတွက်က sorry ပါကကြိုးကြောင်ကောင်တွေဆိုကျွန်တော်မှားသွားပါလေ။ကကြိုးကြောင်ပုံကူတွေပေါ့ဗျာနော်။အဒီလိုပုံကူမျိုးတွေစိတ်ထင်တိုင်းဟိုပြောချင်တာပြောလွတ်ချင်တာလွတ်တတ်သောပုံကူတွေကိုထိမ့်သိမ့်မှုဟာဒါတွေကိုဖွင့်ဖွင့်လင်းလင်းဝေမှန်လေးမဲ့ကောင်းဆောင်မျိုးတွေလို့ရတယ်။အစစ်တပ်နဲ့ပလီနုဘူးဆိုဆိုတဲ့ပုံစံမျိုးပါတီတွေကြောက်လဲနည်းနည်းသတိထားရမယ်။နော်။ဘာမှမထူးဘူး။ကလာကြီးနဲ့အရာကြီးပဲ။ အဲ့တော့ဒါတွေကိုဒါတွေကိုထိန်းចောင်းပေးဖို့လည်းလိုတယ်နော်စစ်တပ်ကလည်းထိန်းအဲ့လိုမျိုး checks and balance ရှိနေရမယ်အပလီတူဘူးစုသွားပြီဆရာကြီးခင်ဗျားတို့ငဘူတွေကမှမအေးဝင်းစီစဉ်ထားတဲ့ဒီရွေးကောက်ပွဲဟာဘာမှနှစ်သာရမရှိတဲ့ပုံစံမျိုးတွေဖြစ်သွားမယ်နော်မြန်မာနိုင်ငံကစစ်တပ်ရှင်တိုက်ပံပါလေနော်အဲဟိုအဲ့တော့ကျွန်တော်တို့က ဒီနေရာမှာကျွန်တော်ဒီရွေးကောက်ပွဲကိုအကျွန်တော်တို့ပြည်နေတယ်ကျွန်တော်သီးပုတ်ကလာနေတယ်ရင်သိမ့်မခုံတော့လားအမှန်ပဲ။ဘာကြောင့်ရင်သိမ့်မခုံလားဆိုတော့ခါကြတော့လေကျွန်တော်ကရွေးကောက်ပွဲနဲ့အစိုးရတက်တရပေါ်လာစေချင်တာ။ပေါ်လာစေချင်တော့ရလူရညာပေါ့ဗျာခလေးလူမဲ့မုတ်လေးမဲ့စားရတော့တစ်ခါလဲစားရတော့တစ်ခါလဲစားရဟာဒီ6လပြင်းစားရတော့မယ်။အဒီ6လပြင်းစားရတော့မယ်ဆိုတော့အခုလိုမျိုးတကယ်တကယ်စားရမယ်ဆိုတော့ခါကြရင်မခုံတော့ဖြစ်နေတယ်။ဘာကြောင့်ဆိုတော့ E ွားတာပေါ့နော်အဲ့ပုံစံမျိုးဖြစ်သွားတာနော်။အဲ့တော့ နခါတွေကြတော့အခုဖြစ်နေတဲ့ပုံစံကပြည်တော်စုအဆင့်တိုင်းဒေသကြီးအဆင့်ပေါ့နော်အဲကျွန်တော်တို့နေပယ်အဆင့်နေဆင့်ဆင့်ဒီရွေးကောက်ပွဲတွေရှိတာဟုတ်အဲရွေးကောက်ပွဲအဆင့်တွေရှိတဲ့အခါမှာတချို့အိမ်လေးတွေကအိမ်ဖြစ်ချွပါတီလေးတွေကအိမ်ဖြစ်ပါတီလေးတွေပုံစံမျိုးဖြစ်နေရတယ်တွေ့ရတယ်ရမရတော့မသိပါလေတော်တော်လေးရောက်မရောက်တော့မသိဘူးတေချာတော့ပါတီကြီးတွေကရောက်မှာပါအပါတီလက်တွေကတော့အတိုင်းတာတစ်ခုထိရောက်ကောင်းရောက်လာနိုင်တယ်ပါတီငယ်လေးတွေကတော့နည်းနည်းလေးပေါ့အိမ်ဖြစ်ပုံစံမျိုးဖြစ်နေတယ် ြည့်ရပါဗျာအဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုဒီရွေးကောက်ပွဲကြီးမှာပါဝင်ရှင်ပြိုင်ကြတာပါတီ၃ဆင့်ပေါ့ပါတီကြီးကြီးတွေ၃ပါတီရှိတယ်နော်ပါတီလက်တွေ၆ပါတီလောက်ရှိမယ်ဟုတ်လားပါတီအာအင်ဖြစ်ပါတီဆိုလည်းပြောလို့ရတယ်လို့ကြိုးစားမှုပေါ့နော်အားလုံးကြိုးစားအဲ့တော့ဒီပါတီတွေအားလုံးဟာဆိုလို့ကျင်တာထက်က၃ပါတီကိုအောက်က၆ပါတီကဝိုင်းပြီးတော့အားဖြည့်ပေးရတဲ့ပုံစံမျိုးဖြစ်အဲ့၆ပါတီကိုနောက်တဲ့ပါတီလေးတွေအားဖြည့်ပုံစံမျိုးဖြစ်နေတယ် ဲ့တော့အားလုံးကအိမ်ဖြစ်ဖြစ်နေအဲ့တော့ခင်ဗျားတို့အားလုံးသိရမှာတခုတော့ရှိတယ်ခင်ဗျားတို့အားလုံးကလည်းမအေးအေးဝင်းဝင်းအားဖြည့်နေရတဲ့ပုံစံမျိုးရှိတယ်အဆုံးရှင်တာကဒီပွဲကြီးတစ်ခုလုံးဟာသူပဲစီစဉ်တာဖြစ်တယ်အတူသားတမတမမယူဘူးဆိုလို့ရှိရင်တော့ကျွန်တော်မှားတယ်နော်ခင်ဗျားတို့ကျွန်တော်တွေ့ရနေမှာကိုမမောင်ခင်ဗျားနိုင်ငံကြီးတည်သွားပြီဗျာဆိုပြီးတော့ပြောလို့လည်းရတယ်နော်ခင်ဗျားဒီချက်လုံးဝလွဲသွားကျွန်တော်အမှားကိုကျွန်တော်ဝန်ခံလိုက်မယ်နော်တော်တော်လည်းပဲ ဇာလုံးရေးစရတယ်သူသမရဖြစ်ဖို့အတွက်ဒီအကွက်ဒီရိုက်ကွင်းကောင်းဖို့အတွက်နော်ဒီဒေတာဘယ်လိုမှမဲဆိုတော့ရိုက်ကွင်းဇက်အိမ်ဇက်စင်အားလုံးကိုသူကိုယ်တိုင်ဆင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ဒီဝင်ပြိုင်သောပါတီတွေပါတီတွေပါတီအားလုံးဒီလေအဲသူ့ရဲ့အဖြစ်ခံပါပဲအားလုံးကတော့တယောက်တယောက်ဖြစ်နေကြတာပဲနော်အဲ့တော့အဲဒီစာလုံးရေးစလေသူကိုယ်ပဲအကုန်လုံးတရားအကုန်လုံးသူစီစဉ်လာဖြစ်တယ်နော်ဒါမျိုးဆိုလာလည်း သူစီစဉ်နေရှိမစီစဉ်နေရှိသူကြောက်ဆိုသူလက်ထဲမှာဖြစ်လာဆိုတဲ့ခါကျတော့တတိယဖြစ်သူလက်ရာတွေပဲเนาะအပြီးတော့ဒီရွေးကောက်ပွဲဆိုတာလေသူလက်ရာတွေပဲအဲ့တော့ဒီလက်ရာတွေပဲအဲ့တော့ငါဇက်မှာငါပဲဒါရိုက်တာငါပဲမင်းသားငါမင်းသားဖြစ်ဖို့အတွက်ကမင်းတို့တွေအားလုံးဇက်ပုတ်ဇက်ရံပဲဆိုတဲ့ပုံစံမျိုးဖြစ်နေရည်လည်းရှိတယ်ဗောနော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့အသွင်မတူတဲ့ဘက်ကနေပြီးတော့လေးလာသုံးသပ်ပြတာဗောနော်အဲ့တော့ ။ကျွန်တော်ပြောရလဲအားနာပါတယ်နော်အားနာပါဒါမဲ့လေဒီပုံစံမျိုးပဲသွားမှာဟုတ်။ဘာကြောင့်လဲဆိုတော့သူပဲတမရတက်လုံမှာပဲလေနော်။အဲ့တော့ပါတီငယ်လေးတွေကပါတီကြီးတွေကိုပါတီဖြစ်ရကြည်ဆိုပါတီကြီးတွေကလည်းမအေးဝင်ပါတီဖြစ်ရတာပါပဲနော်။အဲ့တော့မအေးဝင်လည်းနဲ့နော်အဲ့တော့ဒီဒီကိုပဲ အစီအစဉ်တွေလို့လာတယ်။အင်းကိုစဖိုင်းဖန်ခံတာဆိုဟုတ်ပါသလားတဲ့။ကျွန်တော်မသိပါဘူးခင်ဗျာ။ကျွန်တော်မသိပါဘူးနော်။ဒါကြောင့်လည်းစကားမပြောဖြစ်တာလဲကြာပြီလေနော်။အကြောင်းမရှိတော့စကားမပြောဖြစ်တာပါ။အဲ့တော့ကျမ်းပါပါစေကျေးဇူးများတင်ပါတယ်အဲ့တော့ဒီ ဒီပွဲကြီးကတော့ရုပ်ောက်ပွဲကိစ္စလောက်ပထားလိုက်ပါအားလုံးအသွေးနဲ့ချွေးနဲ့နော်ခံစားချက်နဲ့ယုံကြည်ချက်နဲ့ပြင်ပြန်ကြပါလိမ့်နော်ကျွန်တော်စကားတခုံးကအဲစိတ်နှောက်ရှက်လေးတွေမဖြစ်စေချင်နော်သို့ပါတော့လည်းပဲကျွန်တော်ကလည်းအရှိကိုအရှိနိုင်အမြင့်ကိုအသေးတိုင်းအမြင့်ကိုအမြင့်တိုင်းပြောတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် live ကိုခင်ဗျားတို့လာနာထောင်လို့ရှိရင်တော့နောက်တစ်ခုကကျွန်တော်ကလွတ်လပ်တဲ့ဟိုဘယ်လိုခေါ်မလဲတနည်းအားဖြင့်လွတ်လပ်တဲ့သူတရားဖြစ်ကျွန်တော်မှဘလူးမချုပ်ပြီးမရှိဘူးနော်အနီလဲ ကိယောဆိုင်ပြီးအနည်းဆုံးပို့ပြောပါသေးတယ်အစိမ့်လည်းပြောပါအားလုံးပြောပါနော်အဲ့တော့အမနီချောင်စိမ့်ချောင်လည်းရှိသေးတယ်နော်အာသူတို့ကျွန်တော်မျိုးလုံးနဲ့မှာခင်ဗျားတို့နီနီပြပြဝါဝါစိမ့်စိမ့်အားလုံးကိုပြည်အောင်စုသားမြမပြည်သားပဲသတ်မှတ်တယ်မင်းတို့တွေကသာအုပ်စုခွဲပြီးတော့နော်ငါတို့ကအနီဟဲ့သူတို့ကအစိမ့်ဟဲ့ဟလားအာသူတို့ကဘောမာဟဲ့ငါတို့ကနီပိန်ဟဲ့ဆိုပြီးတော့ခွဲကြနေပြီမြဲ့ တို့ကနိုင်ငံရေးနဲ့ပတ်သက်လာလို့ပြောလို့ရှိရင်တော့မင်းတို့တွေအားလုံးရဲ့အကျိုးစီးပွားကိုပါတို့ကထည့်စဉ်းစားရမှာဖြစ်တယ်အဲ့တော့မင်းတို့ဘက်ကလည်းပြည်သူတယောက်ပဲတို့ကမြင်တယ်နော်မင်းတို့လောက်နိုင်ငံရေးအောက်တန်းတို့မကြပါဘူးနော်ဒီလိုဟလာကောင်းမင်းအားဖြင့်ကျေးဇူးတင်ပါတယ်ကဲဟုတ်ပါပြီကျွန်တော်ဒီနေ့မအေးဝင်းကိစ္စတော်တော်လေးပြဿနာဖြစ်နေဦးမယ်တကြလေးနဲ့ကျွန်တော်ခိုင်းလာဖမ်းနေကြမယ်နော်ဟလာကဲဟိုညီကောင်မတော်ကလည်းနှုတ်ဆက်ပါမင်္ဂလာပါကောင်းပြောပါမယ်နော် အနောက်ရှက်မဖြစ်တဲ့ဟုတ်ပြီဦးမြောင်းလိုင်းနဲ့တမနာတက်လုံးမယ်ဆိုရင်နဲ့ဥပဒေဘယ်အချက်နဲ့အညီလှုပ်ဆောင်လို့ရပါသလဲတဲ့သိကြပါလေတဲ့နော်ဦးမြောင်းလိုင်းကလောစေတမနာတက်လုံးမယ်ဆိုရင်နော်ကာဝေးဦးစည်းချုပ်ကခန့်အပ်တဲ့အဲကျွန်တော်တို့တမနာလောင်းရှိရလေကျွန်တော်တို့ဒီတော်တော်ထဲမှာကတမနာ ရည်ချင်းစစ်အဖွဲ့သမရအဖွဲ့သမရရွေးကောက်ရေးအဖွဲ့ရှိတာကိုအဲ့အဖွဲ့မှာကကာဝေးဦးစီးချုပ်ကတင်ပြလိုက်တဲ့ဒုသမရအဆင့်ရှိတာပေါ့နော်အဲ့တော့အဲ့ဒုသမရကသူပဲပေါ့သူသူ့ကိုသူ့ကိုပဲတင်မယ်ဟိဆိုရှင်အဲ့ဒီမှာဒုသမရဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်လို့အဲ့တော့ကာဝေးဦးစီးရတူကသူကစွန့်အောင်ပေါ့အဲ့ဒီမှာတော့ဦးသူ့ရဲ့ဒူးချုံနဲ့အဲဒီဘောညစ်ကုန်နေတာတရားရောက်ကတော့သမရတက်ဖြစ်မှာပေါ့အဲ့သမရဖြစ်ပါလေဟိုကျွန်တော်တို့ဒီ ကောင်ဝေးဥစည်းချုပ်တက်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးသူသူလမ်းကျော်ရှိတာဟုတ်လမ်းကျော်ရှိတဲ့အတွက်ကြောင့်မို့ဒီလမ်းကျော်တိုင်းဝင်လာရင်တော့တမလဖြစ်မှာပါသူနော်မတရားလို့သိနိုင်ပါစေ။ဆာဖလင်ကိုကျေးဇူးတင်ပါတယ်။အဲ့တော့ဒီလိုမျိုးအခြေအနေတွေရင်းရိုင်းရင်းရိုင်းလာခင်ဗျားတို့ဒီပေါ့နော်နိုင်ငံရေးနားမလဲတဲ့ပြည်သူတွေကြောင့်လည်းပါသလိုအဲသူကိုယ်တိုင်ရဲ့တမင်တကာပဲစီစဉ်ထားသလားဆိုတာလည်းပါတာပေါ့နော်။အဲဒါကတော့ နိုင်ငံရေးကိုအရှိကိုရှိတယ်ကျွန်တော်နိုင်ငံသမားယူသားအောင်ပြနောက်တစ်ခုကနိုင်ငံသမားလည်းအားလုံးရဲ့အရေးကိုကြည့်ရမှာခင်ဗျားတို့ဒီဘိန်းတိုင်ကတော့ခင်ဗျားတို့ခင်ဗျားတို့ဘယ်လိုပဲကြိုးလို့ထင်နေကျွန်တော်တို့ကခင်ဗျားတို့စရင်းနဲ့မထည့်ထားတော့ဘာကြောင့်ခင်ဗျားတို့နိုင်ငံရေးအဆင့်ကအရန်နေပြီးတော့ဆဲဆူဖို့လောက်ပဲတည်တယ်နော်ဆဲဆူဖို့လောက်တင်းခွဲဖို့လောက်တော်လိုင်းရေးဆိုတဲ့ဒီလှုပ်ရှားအုပ်စုလောက်ပဲတည်တာကျွန်တော်တို့ကနိုင်ငံရေးဆိုလို့ရှိရင်ခင်ဗျားတို့တော့ပါစဉ်းစားရတယ်နော်တနိုင်ငံလုံးတော့စဉ်းစားရတယ်စကားတစ်ခုပြောရင်နော်အစိုးရကဝင်ကာကြုတ်ဖြစ်ပြီးပြီပဲကွန်မန် ဦးစုံဝင်ဖြစ်မလားဆိုတော့စောင့်ကြည့်အောင်လေเนาะဦးစုံဝင်เนี่ยဟိုဘယ်လိုမှမညကိုဖြစ်သွားရင်လည်းဘယ်လိုလုပ်မလားကျေးဇူးတင်ပါတယ်ဟုတ်ပါပြီเนาะဦးစုံဝင်ကကြောက်ဖြစ်ဖို့ကတော့ဖြစ်စေချင်ပါတယ်ဦးစုံဝင်ဖြစ်တယ်ပြတ်သားဒါပေမဲ့ညကိုအနေနဲ့ကတော့ကျွန်တော်သူဘယ်လိုလဲဆိုတာကျွန်တော်လေ့လာနေတော့မှာပဲเนาะလေ့လာနေတယ်လေ့အောင်လည်းတီးတော့တီးလာတယ်ပြတ်သီးလားနော်မြို့ရဲကုန်ကြီးလေးပေါ့ ပြင်းပြင်းထန်ထန်လူအများရှိလျက်သားနဲ့လက်နက်ချနေတယ်တဲ့လက်နက်လည်းအဆုံးရှိတယ်တဲ့စသားစိတ်တမ်းမရှိကြတာအဲ့ဒါပဲကျွန်တော်ဆက်လက်လေ့လာပါမယ်နော်ကျွန်တော်ဆက်လက်လေ့လာပါမယ်ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ဘူးတဲ့နိုင်ငံရေးကိုစိတ်ဝင်စားတာပါကွန်မောင်းနဲ့မှန်ပါတယ်မှန်ပါမှန်ပါနော်ဒီနေ့မအေးဝင်တော်တော်လေးကိုတော်တော်လေးအလုပ်များရတယ်ပါလားချာကြီးဆိုင်ပြော နော်လည်းငါအဲ့အပယ်မလှည့်ပါနဲ့ဘာကြောင့်လဲဆိုတော့ကိုမောင်အိုင်ဒီယာကောင်းနေတယ်ကျေးဇူးပါနော်နေပြီးတော့မကြမချင်းနဲ့ငါတို့နိုင်ကိုဖဲကိုဝေကိုကလပန်ချိုကိုကိုလောက်ပြီးတော့ဟလာအနိုင်ရဆိုတော့ကြည့်မကောင်းအေးအဲ့ဒါကြောင့်မို့လဲအဲလွတ်တော်ထဲမှာကျွန်တော်ပုံမှန်လေးလေးနဲ့ပြည့်ပြည့်တတ်တာပြောတတ်တော့နော်ဒေါက်တာအေးမောင်တို့လိုအဲဥက္ကဋ္ဌကြီးတို့လိုမျိုးတွေကျွန်တော်နှစ်သက်ပါတယ်နော် ကျန်တာတွေတော့ဒီနိုင်ငံရေးအမြင်ဒူတာမဒူတာပတ်ထားပေါ့ဗျာเนาะအဓိကတော့ကျွန်တော်တို့ခင်ဗျားတို့ဒီဒါပေမဲ့ကျန်တဲ့သူတွေရှိမှာမှာကျန်တဲ့လူတွေလည်းရှိမှာခင်ဗျားကိုယ်တိုင်ရွေးကြเนาะအကျွန်တော်သိတဲ့နိုင်ငံရေးသမားတွေမှာပေါ့เนาะအဲကျန်တဲ့ဒီပါတီဝင်တွေဟဲ့လားအများကြီးရှိပါတယ်အဲတေချာတစ်ခုတော့ကျွန်တော်တို့ကစစ်တပ်နဲ့ပလင်းတူဘူးဆိုတော့မလို့ခြင်းဘူးစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရမှာမှန်တယ်ဒါပေမဲ့ပလင်းတူဘူးဆိုသိရမလားအတူတူကာလာအိုကေသွားဆိုကြမယ်ဆိုတဲ့ပုံစံမျိုးတော့ခင်ဗျားတို့နိုင်ငံရေးအပြောင်းအလဲကို ။ခင်ဗျားတို့စစ်တပ်ကိုလည်းပြင်နိုင်မှာမဟုတ်ဘူး။စစ်တပ်ကမှလည်းပြင်ရမှာအများကြီးပဲ။ဟိုတနေ့ကပုံမူတယောက်လို့ပေါ့။ဒီမိထီလာမှာဖြစ်သွားတဲ့ပုံကပုံကမျိုးဆိုလို့ရှိရင်ဒါမျိုးကကြိုးကြောင်တွေကအများကြီးရှင်းအောင်ပေါ့ခင်ဗျားတို့မြန်မာနိုင်ငံမှာ။အဲ့လိုပုံမူတွေအများကြီးရှိတယ်နော်။အမေရိကသားတွေလမ်းယူတာမဟုတ်ဘူးကျွန်တော်ကောင်းသိတာပေါ့ဒီပုံကတွေကြောင်။အမေရိကသားလည်းသိတယ်ခင်ဗျားတို့အဲ့ဒီရန်ကုန်သားလည်းသိတယ်အကုန်လုံးသိတယ်နော်။ကျွန်တော်တို့အဲ့ဒီမှာဟိုဘယ်လိုခေါ်မလဲဆိုတော့ရင်းနှီးကြွမ်းဝင်တဲ့သူတွေရှိတယ်နော်။ ကိုမောင်လို့တာတယ်မအေးဝင်ပါစေ။အေးခင်ဗျမယုံလို့ရှိရင်လည်းကျွန်တော်ပြောတာရေမယုံနဲ့နော်။ညံစင်တက်လာဖို့လိုတယ်။နိုင်ငံရေးညံစင်တက်လာဖို့လိုတယ်။နော်။ဟုတ်လား။အေးဟုတ်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 နော်။အဲ့တော့အဲ့လိုပုံမှုတွေကမလွယ်ဘူးပေါ့သလား။အဲ့လိုပုံမှုတွေကြောင့်ပဲတက်တယ်ကြာလား။ဒါကြောင့်မှကျွန်တော်သီးသန့်ပြောမယ်။နောက်နေ့မှသီးသန့်ပြောမယ်။အဲ့ဒါရင်ကျွန်တော်တစ်ခါလေးထပ်ပြောချင်တယ်သလား။ ဟိုတစ်ခါကျရင်ပြဿနာတစ်ခုဖြစ်လာရင်ကျွန်တော်တော့လည်းမဝင်ရင်ဘယ်ပြောချင်ဘူးကိစ္စရဲ့တွေကျွန်တော်လောက်ကခင်ဗျားတို့ပြည်သူကြီးနော်အတော်တော်ပြဿနာရေးလာဝါလာကိစ္စမှာကျွန်တော်ပါရေးထုံးတာမရှိသေးဘူးကျွန်တော်လည်းဘူးမှပွဲမပေးဘူးပွဲလည်းမချဘူးပြောစရာမရှိကျွန်တော်မပြောဘူးဗျာနော်ဟိုလုံးဝမပြောမနဲ့ channel ပိတ်ပြီးကျွန်တော်အိတ်မယ်နော်ကျွန်တော်ကျွန်တော်လုံးဝနားလိုက်မယ်အဲ့ဒါမှပြောရင်လည်းကျွန်တော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပဲပြောချင်တယ်စီးရေးနဲ့ပတ်သက်ပြီးတော့အကျိုးရှိစေမယ့်ကိစ္စလည်းပုဂ္ဂိုလ်ရေးနဲ့ကျွန်တော်ဘာမှစိတ်ဝင်စားအောင်နော် ဟုတ်ပြီအရှိအရှိတိုင်းပြောဆိုရဲအချားတက်ထောက်ခဲ့သူတွေလို့ရဖာရပြီလို့ပြောဟုတ်ဘူးရဲ့36ချက်တွေကိုလက်ခံပေးနိုင်ပါကျေးဇူးတင်ပါနော်တော်တော်ဖြစ်ချင်တာပဲတဲ့ဘာလို့ရေကောက်ဝဲလုံနေဦးမှာလဲအခုလဲနိုင်ငံကြီးအောင်ဆုံးနေရာမှာတဲ့ရှိနေတာပဲတဲ့ငါသမဏလို့ပြောလိုက်ပေါ့တဲ့ရေကောက်ဝဲကြာကြာလို့ဒုက္ခမရောက်ဘူးပေါ့အဲ့လိုလုခိုင်းလိုက်တဲ့အဲ့လိုကြာတော့လည်းမရဘူးဗျအဲနိုင်ငံတစ်ခုရဲ့လုံထုံးလုံနေဆိုတာရှိတာဟုတ်နိုင်ငံတကာအမြင်လုံထုံးလုံနေ လုံထုံးလုံးလို့ဆိုရှိတယ်ဒီလုံထုံးလုံးလေးနဲ့ပဲအာနာယူလို့ရတယ်ဒါမှတရားဝင်တယ်တရားဝင်တယ်မှာနော်အဲ့လိုမှမလုပ်ဆိုတရားမဝင်ပါဘူးအဲ့ဒါကြောင့်မလုပ်ပါနော်နော်အဲ့တော့တရားဝင်မှုဆိုတာအရန်ကိုအရေးကြီးပါတယ်အဲ့တော့အခုလက်ရှိလည်းသူပဲယာယီသမရပါပဲအဲ့တော့မအေးဝင်ကစီစဉ်နေတယ်မအေးဝင်ဘက်ကိုဒီရိုက်ကွင်းကတာဝန်ကလည်းသူဒါရိုက်တာလည်းသူပရိုဂျူဆာလည်းသူနော်အဲ့တော့ရိုက်ကွင်းတာဝန်ခံလည်းသူဟုတ်လား ပြီးမင်းသားလည်းသူသူမင်းသားဖြစ်ဖို့အတွက်ကိုခင်ဗျားတို့ဇက်ပုတ်ဇက်ရံနေဒီပါတီတွေအဲ့ဒီစင်ပဲပုံစံမျိုးတွေဖြစ်နေတယ်။ဒါကတော့ကျွန်တော်ကိုယ်တိုင်မပြောသင့်တဲ့စကားမျိုးပါပဲနော်။အဲ့တော့ပါတော့လည်းပဲလောကမှာအတွေးခေါ်ဆိုတာကျွန်တော်တို့ဘာမှကွတ်ထားရအောင်သိမလား။အကန့်အသတ်တွေမထားရဘူး။အဲ့ဒါမှဒီမိုကရက်တစ်နဲ့ဒီမိုကရေစီလွတ်လပ်မှုလို့ခေါ်တယ်။ကျွန်တော်လွတ်လပ်လပ်ပြောဆိုတယ်ပြောရေးတယ်တော့ဘယ်သူမှလည်းကျွန်တော်အနေနဲ့တော့ view site ဒီမှာမဟုတ်ဘူးကျွန်တော်ဒါမျိုးပြောရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုတနေ့ကြလို့ရှိရင်လည်းခင်ဗျားတို့မိလို့လား ဗီဒီယိုကလည်းမင်းကျွန်တော်တက်ချင်ပါပဲလေနော်အဲတက်ခင်တက်ချင်ခဲ့သည်ရှိတော့မှာပဲကျွန်တော်ကတော့ဒါကိုပြောခဲ့တာကိုကိုလုတ်ခဲ့တဲ့ကံပဲလေနော်အဲ့တော့ကိုကံတရားကိုကိုရင်ဆိုင်မှုအသင့်ရှိပါတယ်နော်ထို့တူပဲစစ်တပ်လည်းဖမ်းချင်ပါပဲလေနော်အဲစစ်တပ်ကဖမ်းလာတဲ့အခါကြလို့ရှိရင်လည်းဒါကိုရဲ့ကံတရားပဲဟုတ်တယ်မလားရင်ဆိုင်မှုအသင့်ပါပဲဗျာနော်အဲ့တော့ဘလူးကမှလည်းစိတ်ဆိုးနေမှာမဟုတ်ဘူးကိုပြောလို့ကိုခံရတာဖြစ်တယ်ကိုလုံလို့ကိုခံရတာဖြစ်တယ်ဟုတ်လားနော် ။ဟုတ်တယ်လေ။ရေးထားတာလေမင်းတို့ဟောဖိုင်ရှောက်ပြောနေ။ကျမဝင်စီနေဟုတ်ပါပြီ။အဲ့ဒါအခု likely ရပ်ပြရစီနော်။ကျေးဇူးအများကြီးတင်ပါလား။ဟုတ်တယ်အေးသေးတယ်ဘုံဘုံကိစ္စနောက်နေပြောမယ်နော်ကျမရေနံလန်ပြန်ထူလာပါဘူး